မေဂန်နဲ့တရုတ်ရဲ့ဂုံသွဲရေးစစ်ပွဲတွေကြမှာမြေစာပင်ဖြစ်သွားတဲ့လေသမားများအားလုံးပဲမင်္ဂလာပါဗကန်ထေးထေးမဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဧပြီလနေ့ရက်နေ့မှစတင်ကအမေရိကန်ပြည်ထောင်စုသို့ဝင်ရောက်လာမယ့်စိုက်ပျိုးရေးထွက်ကုန်များအတွက်မုံတန်းငယ်တကူတိုက်ခတ်တော့မှာဖြစ်ပြီးသို့တော့အဲ့ဒီမုံတန်းဟာကျွန်တော်တို့လေသမားများအတွက်ကံကောင်းခြင်းများတည်ဆောင်လာနိုင်ပါမလားလေသမားတွေကမြေယာကိုချစ်မြတ်လို့ဆိုတော့ထုံရက်မျိုးစစ်များချကောင်းမိုးရီကိုမျောလေတကြီးနဲ့စောင်းဆိုင်ချရပါတယ်ဒါပေမဲ့ရွှေရောင်သီးနှံများရိတ်သိမ်းချိန်မှာဝယ်ယူသူမရှိကြိုတင်စာချုပ်ရေမရှိ ချွေးတင်ငွေရမရှိတော့အခြေအနေနဲ့ရင်ဆိုင်ကြရပြန်ပါတယ်။ဘာကြောင့်လဲဆိုတော့ဝါရှင်တန်နဲ့ဘေကျင်းမြို့တော်ကြမှာတချင်းကအမေရိကန်လေယာဉ်မြေများကိုအသက်သွင်းပေးခဲ့တော့ကုန်သွယ်ရေးလမ်းကြောင်းကျိုးပြတ်သွားခဲ့လို့ပါပဲ။အဲဒီကျိုးပြန်ဆက်မဲ့သူမိသူများဖြစ်သွားမလဲစိတ်ဝင်စားစရာပါ။အစားပိုင်းမှာတော့နိုင်ငံရေးပြန်ဆက်မှုဖြစ်နေစတင်ခဲ့တော့ယခုချိန်ဒီဟာကမ္ဘာအရာကြီးနိုင်ငံများရဲ့တင်းမာမှုဖြစ်တော့တဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့ပါတယ်။ယခုကအမေရိကန်လေယာဉ်စိုက်ပျိုးရေးဒေသများအနှံ့မှာရက်စက်သောစီးပွားရေးအိမ်မဆိုးတစ်ခုဖြစ်နေကူးဆက်ပြန့်နှံ့နေပြီးနီဘရာစကာမှဂျော်ဂျီယာထိပ် တက်ဆက်ပြည်နယ်မှာဂရယ်လီဒေတာအထိယခုကြုံတွေ့နေရတဲ့ကျိုးဆက်တွေကစာရွက်ပေါ်ကသီအိုရီများမဟုတ်တော့ဘဲမျက်စိချင်းမှာမှန်တကယ်ဖြစ်ပျက်နေသောကြေကွဲဖော်ရာဖြစ်ရစိုးတစ်ခုဖြစ်လာပါတယ်။အခုပြည်ထနာကတရုတ်အမေရိကန်နိုင်ငံကြားအခွန်နဲ့အာဏာအားပြမှုတသက်မဟုတ်တော့ဘဲသူလာယုံတွေထဲကပုတ်တိုးလူဆဲဆဲတီးနှံတွေဝေသူမဲ့နေသောမွေးမြူတိရစ္ဆာန်တွေနဲ့မိသားစုအစဉ်ဆက်လောက်ကင်လာတဲ့လေယာဉ်များရောက်ွယ်လူနီးပါးဖြစ်နေတဲ့အကြောင်းအရာပါ။အမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲတွေဟာဘုံတလုံးကဲ့သို့ပေါက်ကွဲသွားခဲ့ပြီး၎င်းရဲ့ပထမအဦးဆုံးသောတားကောင်ဟာတခြားသူမဟုတ်ဘဲအမေရိကန်လေသမားတွေပါပဲ။ ်အရေးဖြစ်ကိုအကျဲချဲလည်လာဖို့အတွက်ကင်ဆာပြည်နယ်ကစိတ်လန့်နဲ့လေကွင်းနေစီကိုကျွန်တော်နဲ့တူခီးဆက်ကြည့်အောင်ပါလွန်ခဲ့တဲ့6လကကအမေရိကန်မှထွက်ရှိတဲ့စော်ကန်ပြုံဟာတရုတ်နိုင်ငံကိုအများဆုံးတင်ပို့ခဲ့သောကုန်ပစ္စည်းတွေထဲကတစ်ခုဖြစ်ပါတယ်ဒါပေမဲ့လည်းယခုခါမှာအရေးတင်ပို့မှုအား95ရာခိုင်နှုန်းထိထိုးချခဲ့ပြီးယခုနှစ်ရဲ့ပထမနှစ်လတွင်တရုတ်နိုင်ငံဟာ အမေရိကန်စော်ကန်9800မက်ထရစ်တန်တာဝယ်ယူခဲ့ပြီးတော့ယခုနှစ်ရဲ့အလားတူကာလမှာ14သိန်းမက်ထရစ်တန်ကျော်ဝယ်ယူခဲ့တာဆိုတော့မယုံနိုင်တော့ဘူးကြွားချားသွားပါတယ်ဒါရိုးကြဆင်းမှုတစ်ခုမဟုတ်ပဲနဲ့ဈေးကွက်လုံးလုံးပြည့်စည်သွားတာပါစော်ကန်စိုက်ပြိုးတဲ့လေသမားအများပြားဟာရခိုင်အဖြစ်ပွားခဲ့တဲ့ဂုံသွေးပြဿနာလေးများမှာခါးသီးစွာရုန်းကန်ခဲ့ရပြီးယခုခါမှမရောက်ရတော့စော်ကန်မြောင်ပြားကိုပွေဖက်ထားရတဲ့အခြေအနေပါဒူလောင်ကန်တွေအားလုံးပြည့်ရှင်နေပြီးဈေးနှုန်းတွေကလည်းမြေကြီးထဲဝင်သွားမတဲ့အောက်ဆုံးထိကို ထိုးကြနေပါတယ်ဒါပြတဲ့ပို့ပြီးတော့ဝန်နေဆရာကောင်းတာကအဲ့ဒီပစ္စည်းတွေကိုတခြားဘယ်သူကမှဝယ်ထုတ်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင်တရုတ်နိုင်ငံဟာအမေရိကန်ကတင်ပို့တဲ့စော်ကန်60ရာခိုင်နှုန်းကိုဝယ်ယူနေကြဖြစ်ပြီးယခုခါမှာအဲ့ဒီဝယ်လက်တွေဟာမရှိတော့တဲ့အတွက်သူတို့ရဲ့သီးနှံတွေကိုရောင်းချရမ်းမိသူများမကြံတော့ပါဘူး။စော်ကန်တမျိုးတည်းတာမဟုတ်ဘဲနဲ့တရုတ်နိုင်ငံဟာယခုခါမှာတော့အမေရိကန်စိုက်ပျိုးရေးထွက်ကုန်အားလုံးနှိပါပေါ်125ရာခိုင်နှုန်းကျော်သောအခုံများကိုကောက်ခံထားပါတယ် စကရပ်ဘောက်ရဲ့နောက်ဆုံးရသတင်းများအရတရုတ်နိုင်ငံကအမေရိကန်ကုန်ပစ္စည်းများပေါ်ကောက်ခံသောဂုဏ်ကို125ရာခိုင်နှုန်းထိမြင့်တင်လိုက်ပြီးဖြစ်ပြီးအဲ့ဒီကုန်ပစ္စည်းတွေဟာယခုချိန်မှာအမေရိကန်ရဲ့အခွန်တိုးမြင့်မှုများနဲ့ဒူညီတော့မီမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။အကြောင်းရင်းကတော့အဲ့ဒီလိုအခွန်တိုးလာပုံမျိုးနဲ့ဆိုရင်အမေရိကန်သွင်းကုန်များကိုဈေးကွက်မှာရောင်းချဖို့ဘယ်လိုမှမဖြစ်နိုင်တော့လို့ပါပဲ။ပေကျင်းရလာတဲ့တည်င်းစကားကတော့ကြီးလင်းပြတ်သားပါတယ်။အမေရိကန်ကွန်ပျူတာစီးတွေကိုဘယ်သူမှမလို့ကျင်တော့ပါဘူး။ပေပီဆက်၊ပြောင်း၊ဂျုံ၊ဝတ်သား၊ဝါကွန်၊ကြက်ငှက် ုတ်တပ်ပစ္စည်းတွေဒီအမေရိကန်ရဲ့စိုက်ပျိုးရေးထွက်ကုန်တွေဟာတရုတ်ဈေးကွက်ဒီမှာနေရမရတော့ပါဘူးဒီချိန်ကြီးရဲ့နောက်ဆက်တွဲစိုးကျတွေဟာချက်ချင်းဆိုသလိုပဲအင်မတန်ဆိုးရွားခဲ့ပါတယ်ဘေကျင်းကဘေးစင်းနဲ့ဝက်သားလိုမျိုးစိုက်ပျိုးရေးထွက်ကုန်တချို့ကိုအမေရိကန်ကုန်ပစ္စည်းတွေပေါ်မှာထက်တိုးကောက်ခံမဲ့အခွန်တွေကနေချန်လက်ထားမယ်လို့ကြေညာခဲ့ပေမဲ့အချိန်တွေကတော့ခုထိတိုးတက်မလာပါဘူးရှင်းဝါသတင်းဌာနကအစိုးရသတင်းရင်းမြစ်တွေကိုကိုးကားပြီးတော့တရုတ်ဟာအမေရိကန်စိုက်ပျိုးရေးထွက်ကုန်တွေအတွက်ဈေးကွက်ကြီးကြီးတစ်ခုဖြစ်ပြီးအမေရိကန်နေနဲ့ဂတိကဝတ်တွေကိုတည်တည်ကြီးကြီးနဲ့လိုက်နာပြီးစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုအတွက် အဆင်ပြေတဲ့ခြေနေတွေကိုဖန်တီးပေးမယ်လို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းလက်တွေ့မှာတော့ဒါပေမဲ့လည်းလက်တွေ့မှာတော့ဘေဘီဆန်နာကဇီနိုတွေကထိုးချသွားခဲ့ပြီးပြောင်းစေးတွေကအေးနေတယ်လို့ဂျုံကလည်းပိုရှင်နဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။အမေရိကန်ရေသိမ်းကြီးဟာစီးပွားရေးချင်းကိုက်ဘုံတလုံးဖြစ်လာနေပါတယ်။လွန်ခဲ့တဲ့မိနစ်30တွေမှာဥရောပသမဂ္ဂနိုင်ငံတွေဟာတမနာထရန့်ရဲ့ခိုးကောက်ခံမှုတွေကိုတုံ့ပြန်တဲ့ပထမဆုံးအစီအမံကိုအတည်ပြုခဲ့ပြီး တရုတ်နဲ့ကနေဒါတို့နဲ့တူပြန်လည်တွန်းလှန်နေပါတယ်။ဥရောပသမဂ္ဂဟာအမေရိကန်ကတင်သွင်းတဲ့ကွန်ပျူတာမျိုးမျိုးပေါ်မှာအများအပြားဖြင့်တော့25ရာခိုင်နှုန်းထပ်တိုးခွင့်နဲ့ကောက်ခံဖို့ပြင်ဆင်နေပါတယ်။ အဓိကအပြင်တော့အမေရိကန်ရဲ့တပ်တုခုနေကိုတုံ့ပြန်တဲ့အနေနဲ့ပါကားနဲ့နေဆက်ခုနေပြင်တခြားနိုင်ငံတွေရင်ဆိုင်နေရတဲ့ဒီပြင်းတဲ့ခုနေကိုဘလို့တုံ့ပြန်မလဲဆက်လက်အကဲဖြတ်နေသေးပါအခုဒီအခွန်တက်တရားဧပြီလ15ရက်နေ့ကနေစပြီးတော့တက်ဝင်ပါပါဒီကတော့ဒီအချိန်လေးကိုကြော်လွားဖို့ကြိုးစားနေပါတယ်သူတို့ဟာဘရာဇီးအာဂျင်တီးနားရုရှားနဲ့တခြားဘယ်နေရာနဲ့မဆိုရေရှည်သဘောတူညီမှုတွေလက်မှတ်ရေးထိုးနေကြပြီးအမေရိကန်ကိုတော့လှည့်လည်ရှုထားပုံရပါတယ် အမေရိကန်ရဲ့ကုန်သွယ်ရေးမူဝါဒတွေဟာကိုကျတော့ကိုလန့်ထိုးသလိုဖြစ်လာပြီးတော့အမေရိကန်စိုက်ပျိုးရေးသမားတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေတော်တော်အနာဂတ်ဟာမရေရာတဲ့အခြေအနေမှာရှိပါတယ်အခုအခွန်အသစ်တွေကဧပြီလ15ရက်နေ့ကနေစပြီးအသက်ဝင်တော့မှဖြစ်ပြီးတော့ဒီရောက်ကတော့ဒီအခြေအနေကိုလစ်လျူရှုပြီးဘရာဇီးအာဂျင်တီးနာရုရှားနဲ့တခြားနိုင်ငံတွေနဲ့ရေရှည်သဘောတူညီမှုတွေဆက်လက်ချုပ်ဆိုနေပါတယ် အခုအမေရိကန်ရဲ့အခွန်တိုးကောက်ခံမှုကိုစိုးစိုးဝါးဝါးတုံ့ပြန်နေတာကတရုတ်နိုင်ငံမဟုတ်ပေဥရောပသမဂ္ဂကပါအမေရိကန်ကတမ်မနီနဲ့လူမီနီယံပေါ်မှာအခွန်ကောက်ခံတာကိုတုံ့ပြန်နေနေနဲ့ဥရောပကော်မရှင်ကကြီးမားတဲ့တံပြန်တိုက်စစ်တစ်ခုကိုပြင်ဆင်နေပါတယ်အမေရိကန်နေမဲကျော်စိုက်ပျိုးရေးထုတ်ကုန်တွေဖြစ်တဲ့ပပိဆက်ဖြစ်ပြင်ထားတဲ့ဝက်သားမြေပဲနဲ့ကယ်လီဖိုးနီးယားရဲ့အဖိုးတန်ဘာဒန်စိုက်ပျိုးရေးလုပ်ငန်းတွေပေါ်မှာ25ရာခိုင်နှုန်းအခွန်ကောက်ခံဖို့ပြင်ဆင်နေပါတယ်။ဘာကြောင့်တောင်သူလေသမားတွေကိုပြင်မဲ့ထားတာလဲ။ဘာကြောင့်လဲဆိုတော့သူတို့ဟာနိုင်ငံရေးရာအထူးမခံနိုင်သူတွေဖြစ်နေလို့ပါ။ တို့ကတက်စာရှိကြပြီးအားနေတဲ့သူတွေဖြစ်နေလို့ပါပဲ။ဒေဟာဝယ်ယူမှုကိုရက်တက်လိုက်ရုံနဲ့မကပဲနဲ့ပိတ်ဆို့တာကိုပါစတင်လှုပ်ဆောင်နေပါတယ်။ဒီဘက်မှာတော့ဘေးကင်းဟာအဓိကအမေရိကန်ထုတ်လုပ်သူအတော်များများစီကကြက်သားတင်သွင်းမှုကိုအပြီးပိုင်းပိတ်ပင်လိုက်ပါတယ်။ဘေးကင်းလုံခြုံရေးစိုးရိမ်မှုတွေကိုအကြောင်းပြပြီးတရုတ်ကောက်ခွန်ဌာနဟာအမေရိကန်ကြက်သားတင်ဖို့စည်းကွက်ရဲ့ဒေါ်လာဘီလီယံနဲ့ချီတဲ့အပိုင်းစားတစ်ခုကိုချက်ချင်းဆိုသလိုပိတ်ပြက်လိုက်တာပါ။ညယောက်မှာနိုဇာနွားမွေးမြူသူတို့ဟာလိမ့်ဆန်စာစီလုံး2200ဒေါ်လာတက်သွားတာကိုခံစားခဲ့ရပါတယ်။ ။ဘာကြောင့်လဲဆိုတော့အဲ့ဒီအစားဟောင်းကနေဒါကနေလာတာပါ။ထရန်ဆိုရရဲ့ကနေဒါသွင်းကုန်တွေပေါ်မှာအခွန်အသစ်တွေကြောင်းအဲ့ဒီဇင်းတို့မြင့်တက်မှုဟာအခုတော့လေသမားရေးပြဿနာဖြစ်သွားပါတယ်။သူဟာနိုသေးကိုမမြင့်တင်နိုင်ပါဘူး။ကုန်ပစ္စည်းပေးသွင်းသူတွေကိုလည်းမပြောင်းလဲနိုင်ပါဘူး။သူဟာဒီတန်းပဲရက်တက်နေရပါလိမ့်။သူတယောက်တည်းလည်းမဟုတ်ပါဘူး။တနိုင်ငံလုံးကလည်းသမားတွေရောသူတို့ထင်ထားတာနဲ့ဆန့်ကျင်ပြီးတော့နိုင်ငံခြားပို့ကုန်လုပ်ငန်းရှင်တွေကိုထိခိုက်မယ်လို့ထင်ခဲ့တဲ့အခွန်တွေဟာအခုတော့သူတို့ဘော်ကိုပဲကြားရောက်နေတာတွေ့ရှိကြရပါတယ်။မြေရောစာ၊စက်ကရီယာ၊မြူစင်နဲ့လိမ့်ဆန်စာအတွက်ဇင်းတို့တွေမြင့်တက်လာပါတယ်။ ုပ်ငန်းလုပ်ကိုင်မှုရဲ့ကုန်ကျစရိတ်တွေမြင့်တက်လာပါတယ်။သူတို့ရဲ့သိနှံတွေအတွက်ရရှိတဲ့ဈေးနှုန်းတွေကကျဆင်းနေပါတယ်။ဒါအညာတစ်ခုဖြစ်ပြီးတစ်နေ့တက်တစ်နေ့ပုံမတင်ကျလာနေပါတယ်။အင်ပီရာကတော့ဒီပြည်စည်းဆုံးရှုံးမှုကိုအတိမတ်ပြုထားပါတယ်။အရာရှိတွေကသူတို့ဟာလေယာမြေကယ်ဆယ်အစီအစဉ်တွေတစ်ခုကိုစဉ်းစားနေကြောင်းပြောဆိုခဲ့ပြီးကြေးလက်ဒေသမှာစုလိုက်ပြောင်းလိုက်ဒေဝါလီခံယူမှုကိုကာကွယ်ဖို့အတွက်နောက်တဲ့ဒေါ်လာဘီလီယံပေါင်းများစွာအကူအညီပေးဖို့လည်းစဉ်းစားနေပါတယ်။ဒါပေမဲ့အရေးကြီးတဲ့အချက်ကတော့အကူအညီဆိုတာဈေးကွက်မှာပြန်လည်ရရှိစေတာမဟုတ်ပါဘူး။ တောင်သူလေသမားတွေကငွေချေးကူညီကိုမလိုချင်ပါဘူးသူတို့တွေကဝယ်သူတွေကိုလိုချင်တာပါသူတို့ကကုန်သွယ်မှုကိုလိုချင်ကြတာပါဘာကြောင့်လဲဆိုတော့ဈေးကွက်ပြောက်သွားတဲ့ခါမှာအနာကတ်လည်းပြောက်သွားလို့ပါပဲအိုင်ဝါပြည်နယ်ကပြောင်းဆိုင်သူတွေကသူတို့ကတေအေကကိုရှုံးမယ်ဆိုတာတိလျက်နဲ့လေတွေကိုစိုက်ပျိုးနေရကြောင်းတတိပေးနေပါတယ်အီလီနာပြည်နယ်ကပေပီဆက်ထုတ်လုပ်သူတွေကဈေးနှုန်းတွေမတည်ငြိမ်ကြတာကြောင့်ရှီတန်းစားကြုပ်တွေကိုချုပ်ဆိုဖို့ကြောက်ရွံ့နေကြပါတယ် ကင်တက်ကီပြည်နယ်ကလေသမားတွေကဘယ်သူမှဝယ်ယူမှာမဟုတ်တဲ့တီးနယ်ကိုရိတ်သိမ်းဖို့တောင်တန်ရလာစဉ်းစားနေကြပါတယ်။တဲ့ဘက်မှာဝါရှင်တန်မှာတော့မဟာပြူဟာကရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ဒမ်မနာဒေါ်နယ်ထရန့်ကတော့အခွန်တိုးကောက်ချင်းဟာအလုပ်ဖြစ်တယ်ဆိုပြီးဖိဖိညင်းနေပါတယ်။ရုပ်နိုင်ငံစီးပွားရေးဝန်ကြီးဌာနဘက်ကတော့ဒီဘက်မှာ American စိုက်ပျိုးရေးထွက်ကုန်တွေအောင်သူတို့ရဲ့ဈေးကွက်မှာနေရာမရှိတော့ဘူးလို့တရားဝင်ကြေညာလိုက်ပြီးဒါဟာသူတို့ရဲ့ပြောသက်သက်မဟုတ်ပါဘူး။ကျွန်တော်သိသလောက်ကတော့တရုတ်ကုမ္ပဏီတွေက American စိုက်ပျိုးရေးထွက်ကုန်တွေရဲ့ဈေးနှုန်းတွေကိုစုံစမ်းမေးမြန်းတာတွေစတင်နေပါတယ်။ နံပါတ်စလုံးဟာတရားကိုတရားလျှော့ပေးပြီးတော့ညှိနှိုင်းဆွေးနွေးမှုတွေအတွက်အစဉ်ပြေတဲ့အခြေအနေတွေဖန်တီးဖို့လက်တွေ့ကျတဲ့လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်သွားမယ်လို့မျှော်လင့်ပါတယ်။ဒါပေမဲ့အခုအခွင့်အရေးတွေကြောင့်အမေရိကန်ကုမ္ပဏီစီးတရားတရုတ်ဈေးကွက်မှာလုံးဝဈေးမကိုက်တော့ဘဲဝယ်သူတွေကဝယ်ကြေးနေမှဝယ်နေတော့မှာမဟုတ်ပါဘူး။ဒါကြောင့်မယ့်တခြားကွန်ပျူတာပေးသွင်းသူတွေကဝင်ရောက်လာပြီးဘရာဇီးရဲ့ baby set တင်ပို့မှုအားအဆမတန်မြင့်တက်လာပါတယ်။ဥရောပဘက်ကအသားတင်ပို့သူတွေကဈေးခွက်ဝယ်စုကိုရယူနေပြီးရုရှားဘက်ကလည်းအာရှကိုဂျုံတင်ပို့ဖို့ရေရှည်စားထုတ်တွေချုပ်ဆိုနေပါတယ်။ ဒါရီယာယာယီပြောင်းလဲမှုတွေမဟုတ်ပဲဖွဲ့စည်းပုံဆိုင်ရာအပြောင်းလဲတွေပါကုန်သွယ်လမ်းကြောင်းတွေပြောင်းသွားပြီဆိုတော့ပြန်လှည့်ဖို့တော့မလွယ်ပါဘူး။အမေရိကန်ကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေးမှာအသာစီးရဖို့ဈေးစုနှစ်ပေါင်းများစွာကြိုးစားခဲ့ရပါတယ်။အခုတော့တနေ့တော်မပြည့်ခင်မှာအရာတွေအားလုံးပြိုကွဲသွားခဲ့ပါတယ်။လေယာဉ်မြေဖွဲ့စည်းတွေကလည်းမကျေနပ်တဲ့အတန်တွေစတင်ထွက်ပေါ်လာပြီးအမေရိကန်ပဲပြည်ဆက်တဲ့အမျိုးသားလေသမားများတမတ်ကအမေရိကန်လေယာဉ်ဘူရိုဖက်ဒရေးရှင်းတို့အားလုံးက NDA ရှိကြောင်းတတိပေးနေပါတယ်။သူတို့ရဲ့သတင်းစကားကတော့ဒီတိုင်းသာဆက်သွားမယ်ဆိုရင်အမေရိကန်ရေရှည်တည်တံ့နိုင်မှာမဟုတ်ဘူးဆိုတာပါ။ တကယ်တော့မြို့သားလေသမားများတမကဟာအင်ပြူတိုရဲ့ခွန်အားနာတွေကိုထိန်းချုပ်ဖို့အတွက်ဥပဒေကိုဥပဒေကိုထောက်ခံပေးနေပါတယ်။သူတို့ကကြေပြန့်တဲ့ခွန်တွေအတွက်ကွန်ကရစ်ရဲ့တပြူချက်ကိုလိုအပ်မဲ့ဥပဒေမူကြမ်းကိုထောက်ခံနေပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အပြောအယစိုက်ပျိုးရေးမှာဖြစ်ပေါ်နေတဲ့ပြည်စည်းဆုံးရှုံးမှုဟာမထင်လို့မရတော့လောက်အောင်ကိုပဲဇိုးရွားနေပြီဖို့လိုပါ။အနောက်လေပိုင်းဒေသတွေဘုံမှာတုံ့ပြန်မှုတွေတိုးပွားနေပြီးမျိုးတော်ခမ်းမတွေမှာကြည်လက်တရင်ဌာနတွေမှာကုံသွဲရေးအတင်းဖွဲ့တွေမှာအရင်ကဒေါ်နယ်ထရန့်ကိုထောက်ခံခဲ့တဲ့လေတမားတွေဟာအခုတော့သူတို့ရဲ့တန်တွေကိုပြောင်းလဲနေကြပါတယ် ဘာကြောင့်လဲဆိုတော့အခုဒါဟာဝါဒကြီးရနေမဆိုင်တော့ဘဲနဲ့ရှင်တန်ရက်ဒီရင်းနဲ့တက်ဆိုင်လာလို့ပါကင်တက်ကီပြည်နယ်ကလေသမားတအုပ်ကဒီဘက်မှာတော့တရင်တော်တွေကိုဆုံရှုံမှုကိုတီးပြဖို့အရန်စောနေပါတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့လှုပ်ခိုင်းနေကြတာပါဆိုပြီးတော့ပြောခဲ့ပါတယ်နီဘရာစကားပြည်နယ်ကနောက်တအုပ်ကလည်းကျွန်တော်တို့ကအကူအညီတွေမလုပ်ကြပါဘူးဂုံသွေးသဘောတူညီချက်တွေကိုလိုချင်ပါတယ်ဒါပေမဲ့လည်းဒီအချိန်ထိဘာသဘောတူညီချက်အတင်မှာဇွေးနွေးရေးစပွဲပေါ်မရောက်သေးပါဘူးဆိုပြီးပြောခဲ့ပါတယ် ဒါပေတခြားနိုင်ငံတွေကလည်းအခုနေပိတ်ပင်မှုတွေနဲ့ကန့်သတ်ချက်တွေကိုပိုတိုးပြီးတော့အမေရိကန်ကိုဝိုင်းပြီးတော့ချိန်ချောက်နေကြပါတယ်။နိုင်တိုင်းကြာလာတာနဲ့မျှဖိအားတွေပိုများလာပြီးဂုံစီဂုံသွယ်တွေကလည်းဆုတ်ခွာနေကြပါတယ်။စက်ပြေစီရောင်ကိုယ်စလဲတွေကအမှားစာတွေကိုတင်လာနေလာပြီးတော့ငွေချေးသူတွေကပြန်ဆက်နိုင်ကြီးအန်တီရီကြောင့်တတိပေးနေတော့ကျေးလက်ပံတွေကချင်းွေကွက်ပြတ်မှုတွေတွေပြင်ဆင်နေပါတယ်။ဒါအကုံသွယ်ရေးပြဿနာတခုလည်းမဟုတ်တော့ဘဲနဲ့ကျေးလက်ဒေသစီးပွားရေးကြက်တဲတခုဖြစ်နေပါတယ်။အနောက်ရှေ့ပြည်ဆောင်ချက်ကတော့လေသမားရဲ့ဒုက္ခကိုနိုင်ငံတကာမှလူသိနေနေတာပါ။ ဘာကြောင့်လဲဆိုတော့သတင်းစာကောင်းကြီးပိုင်းတွေကဤပညာကုမ္ပဏီကြီးတွေနိုင်ငံတကာအစည်းအဝေးတွေဈေးကွက်တွေနဲ့ဒုံးကြီးတွေပေါ်မှာအာရုံစိုက်နေခြင်းမှာအမေရိကန်လေယာဉ်ရဲ့တိတ်ဆိတ်တဲ့တည်ဆုံမှုဟာကင်မရာရဲ့ပြင်ပမှာဖြစ်ပျက်နေတာပါဒါဆိုရင်တော့ဘာဖြစ်လာမလဲအဲ့ဒါကဝါရှင်တန်ကဘာလုပ်မလဲဘာကိုမလုပ်ဖို့ညှင်းဆန်မလဲဆိုတဲ့ပုံမှာမူတည်ပါတယ်ဘာကြောင့်လဲဆိုတော့လက်ရှိ viewer အတိုင်းဆက်သွားမယ်ဆိုရင်ပြည်စည်းဆုံးရှုံးမှုဟာဈေးပွားကြီးကတက်တက်မဟုတ်ပဲ မျိုးဆက်နဲ့ချီပြီးတော့ဆိုးရွားသွားနေပါတယ်အဲ့ဒီခါမှလဲသမားတွေဟာကုံသွဲရေးစစ်ပွဲကိုကြော်လွားနိုင်မလားမေကွန်စာသူတို့ဟာဘယ်တော့မှပြန်လဲကောင်းမွန်လာနိုင်မလဲဆိုတဲ့မေကွန်ဖြစ်ပါလိမ့်မယ်တီရှူပေးလို့ကျေးဇူးတင်ပါတယ်